ေးမျိုးနဲ့ဟင်မန်ကျေးရွာနှာခေါင်းကြီးနှာခေါင်းလေးနှာခေါင်းကြီးနှာခေါင်းလေးရွာပေါ့နော်နှာခေါင်းကြီးနှာခေါင်းလေးရွာကဥက္ကဋ္ဌအောင်ကျော်မိုးနဲ့စရင်သူရအောင်တို့ကမင်းတည်သူစိတ်ချမ်းဆောင်မှုပဲဖောက်ပေးပါပြီရှင်ဘယ်နှယောက်ပေါက်ပါလဲဆိုတော့၅ယောက်ပေါက်ပါပါရှင်၅ယောက်၅ယောက်၅ယောက်ပေါက်ပါရဲ့ရှင်၅ယောက်ပေါက်ပါတာကိုအဆက်ထည့်ရမယ်လေဥက္ကဋ္ဌတစ်ပိုင်းကမှာ၂၄အုပ်စုရှိရဲ့အဲ့၂၄အုပ်စု၃900 3900တို့ကောက်နေပါလေရှင်3900ကောက်နေအခုလိုမျိုး3900ကြီးကောက်နေရ ရှင်တို့ဘလူကပ်ခိုင်းတယ်ဟမ်မဲပောင်ရင်မဲစနစ်နဲ့သွားရမယ်ဆိုရှင်တို့ဥပဒေလူစကားမှနားလဲသေးရလားအဲ့လူစကားမှနားလေသေးရမယ်စနစ်နဲ့သွားရမယ်ဆိုအခု3900ရောက်တောက်ခံနေပါပြီနော်ညဆက်လေးအုပ်စုကို3900ရအောင်ကောက်မယ်လေ3900ကောက်ပြီသူကစစ်တောက်ပေးရမယ်လေဘာလေးညာလေးအောင်ပြောနေစစ်တောက်ပဲစစ်တောက်ပေးရမှာအလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်တက်ကစစ်မှုထမ်းမဲပေါက်တာတောင်ငွေတောင်းနေလို့ပောက်ကွဲလာတဲ့အပသမီးဇော်ဘုံဟိန်ခင်မြုပ်တန်ကို တင်ဆက်ပေးလိုက်ပြီးမှအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာဒေးမျိုးနဲ့ဟိမန်ကျေးရွာနှကောင်းဦးနှကောင်းလေးနှကောင်းဦးနှကောင်းလေးရွာပေါ့နော်နှကောင်းဦးနှကောင်းလေးရွာကဥက္ကဋ္ဌအောင်ကျော်မိုးနဲ့ဆရေသူရအောင်တို့ကမဲတည်သူစိတ်ထမ်းဆောင်မှုမဲဖောက်ပေးပါပြီရှင်ဘယ်နှယောက်ပေါက်ပါလဲဆိုတော့၅ယောက်ပေါက်ပါပါရှင်၅ယောက်၅ယောက်၅ယောက်ပေါက်ပါရဲရှင်၅ယောက်ပေါက်ပါတာကိုပတ်စံထည့်ရမယ်လေ ဥက္ကဋ္ဌတစ်ပိုင်းမှာ24အုပ်စုရှိရယ်အဲ့24အုပ်စု3900 3900သူတို့ကောက်နေပါလေရှင်3900ကောက်နေအခုလိုမျိုး3900ကြီးကောက်နေရရှင်တို့ဘယ်လိုကောက်ခိုင်းမလဲဟမ်မဲပောင်ရင်မဲစနစ်နဲ့သွားရမယ်ဆိုတော့ရှင်တို့ဥပထာကြီးလူစကားမှနားလဲသေးရလားဟင်လူစကားမှနားလဲသေးရမဲစနစ်နဲ့သွားရမယ်ဆိုတော့အခု3900ကိုကောက်ခံနေပါပြီနော်24အုပ်စုကို3900ရအောင်ကောက်မယ်လေ3900ကောက်ပြီသူကစစ်တပ်ကိုပေးရမယ်လေဘာလေးညာလေးအောင်ပြောနေတယ် စစ်တောက်ကိုဘယ်စစ်တောက်ကိုပေးရမှာဟမ်ဟဲ့ဥက္ကဋ္ဌဘယ်စစ်တောက်ကိုပေးရမှာလဲဥက္ကဋ္ဌအောင်ကြော်မှုနေအမေလင်စစ်တောက်ကိုပေးရမှာလားဟမ်စစ်တက်ကပတ်စံကောက်ခိုင်းလို့ ਆ နေ့ကိုဟမ်စစ်တက်ကပတ်စံကောက်ခိုင်းလို့လားစရေးသူရနေစရေးလောက်တာနေဘောပင်ဘူးဘယ်လောက်ကုန်လဲစာအုပ်ဘယ်လောက်ကုန်လဲတီသူရှိပါအဲ့လောက်မကောင်းတီသူတွေဒုက္ခငါပေးမယ်စာအုပ်ဘောပင်ဘူးဟုတ်ပြီလားဟမ်စာအုပ်ဘောပင်ဘူးငါပေးမယ် ်ငွေစရေးအလုပ်စရေးအလုပ်ငွေညို့ကိုငွေကောက်ခိုင်းရမဟုတ်ငွေစားခိုင်းရမဟုတ်အခုအောက်ချီမှာပိုက်ဆံကောက်တဲ့ကိစ္စတွေလို့စူလျပူလျလိုက်နေလို့ဟမ်လောက်ဝတရုံဝရင်ပြီးတော့မဲစနစ်နဲ့ထုတ်လိုက်တယ်ညို့တွေအတွက်ညို့မကြိုင်ဘာတစ်ခုမှမလုပ်နော်အခု24အုပ်စုကို3900ဆိုတော့ညို့အမေအလင်းကိုဘယ်လောက်ပေးရမှာလဲငါ့ကိုပြောစမ်းမအောင်ဟမ်ညို့တွေတော်တော်များနေပြီ မရှိတဲ့လူတွေဒုက္ခရောက်နေတဲ့လူတွေဒုက္ခရောက်တဲ့လေရောက်နေလို့ကထထလို့မလုပ်ပါနဲ့အနေဝဲလို့စာမလို့အစိမ့်ဝဲလို့မှာပြည်သူတွေအားလုံးဒုက္ခရောက်နေနော်ပြည်သူအားလုံးဒုက္ခရောက်နေငါတော့အနေအစိမ့်မခွဲကြအောင်နော်အနေချင်းမခွဲကြအောင်ငါခွဲကြတာကပြည့်ဖြတ်တယ် ကိုမြန်မာပြည်ကိုကိုပြည်ထက်ပြည်ဖြတ်တွေကိုတော့ငါခွဲကြတယ်ပြည်ထက်အနည်းဆိုတာတီးတန့်ရှိတယ်အေးပြည်ဖြတ်အနည်းတီးတန့်ကိုတော့ငါပြောမယ်မလိုအပ်တဲ့ပြည်ထက်အနည်းသူများနိုင်ငံမှာသွားပြီးတော့អော်ပြီးលော်ပြီးလုပ်နေပြည်ထက်အနည်းတွေအေးငါမုံနာကနော်အចမ်းဖက်အေးအေးထုံးမြတ်နိုင်ငါမုံနာကနော်အចမ်းဖက်တွေငါမုံနာအနည်းအစိမ့်ရနီလို့စိမ့်လို့ရတယ်ဒုက္ခရောက်လာရင်ကိုမြန်မာပြည် တပြည့်တည်းမှနေတာအတူတူပဲเนาะဒုက္ခရောက်တော့အားလုံးဒီရောက်လာတော့မရောက်လာမှာအခုကဥက္ကဋ္ဌတွေကနလို့တွေရလဲလေပြည်သူတွေကိုတော်တော်ဒုက္ခပေးနေရပဲเนาะနလို့ကောင်းစားဖို့အတွက်နလို့ပြည်သူတွေတော်တော်ဒုက္ခနေမှာနလို့ဒုက္ခပေးရကြည်ကြပြေအောင်နလို့ဒီဘဝမှာကောင်းစားပဲနောက်ဘဝမှာနလို့ကောင်းစားမှာမဟုတ်ဒီဘဝမှာနလို့စားရနောက်ဘဝမှာနလို့အမ္မဆုသေးလိမ့်မယ်သိလားเนาะနောက်ဘဝမှာအမ္မဆုသေးလိမ့်မယ်အညိုလောက်ကြရတော်မြေနောက်ပြေဆုံးညိုတော့တက်ကိုထိုးချရတက်ကိုပေးရတက်ကိုပေးရဆိုရဲဥက္ကဋ္ဌကြီးစောက်တန်ထွက်လာရနော်မြို့နယ်ကိုပေးရဆိုရဲအတန်တွေထွက်လာရညိုကောက်တာမတော်မတရားကောက်နေရနော် တိုင်းဟင်္ဒရာမျိုးကအုပ်အုပ်ဦးတောင်းထုံမိကလာပါရှင်အုပ်ရဲ့တေအေ9000တော့များလုံးပါရှင်ခောက်ချိုးချိုးထားလိုက်ပါနော်ခောက်ချိုးခောက်ချိုးအောင်မရှိရလူဆိုတော့တော်တော်ဒုက္ခရောက်ပါနော်တဝက်တော့ချိုးချလိုက်ပါနော်ဦးတောင်းထုံနော်အော်တို့ကောက်တာလေးအရင်များပါတအေ9000ဆိုတော့ဒါပေမဲ့ကျွန်မတခုပြောချင်တာရှိရရှင်ဟိုဘယ်နော်အစင်ပြေတဲ့လူနဲ့အစင်မပြေတဲ့လူနဲ့ နှမျိုးနှမျိုးနှစ်စားခွဲပါနော်နှမျိုးနှစ်စားခွဲပါသွားတဲ့လူတွေကိုလည်းပေးရမယ်ဆိုရင်နော်နှမျိုးနှမျိုးဆိုတာဒါပေမဲ့တက်မတော်ကြီးကတက်မတော်ကြီးကငွေကြေးကောက်ခံမှာသွားမဲ့လူတွေငွေကြေးကောက်ခံပြီးမှဒီတောင်ဝန်တန်းနှန်းထမ်းဆောင်မှာဒီတီနော်မပါပါဘူးနော်ကိုကြီးလည်းမကောက်ခိုင်းပါဘူးအလဲကြရင်သူ့အလဲသူသားကိုအလဲသူသားကြောသား ကြောသားရင်သားမခွဲကြเนาะကျမတို့တတ်မှတ်တော်မှာကြောသားရင်သားမခွဲကြဥပဒေမှာဆိုလဲဒီတိုင်းပဲကြောသားရင်သားမခွဲကြအုပ်အုပ်တို့လဲကြောသားရင်သားမခွဲကြပဲနဲ့เนาะဟိုဘလို့ရက်ွက်တဲ့ရက်ွက်ဆိုခေါ်ခေါ်ပြီးကိုယ်သားသမီးရအစကိုယ်တူသားတွေရအစအကုန်လုံး အများရှေ့မှာမဲကိုနိုင်ပါနော်မဲကိုနိုင်ပါမဲစနစ်နဲ့အဲ့ဒါလိုနိုင်ပါအဲ့ဒါနိုင်ပေါက်တဲ့လူကိုအရင်ပေါက်တဲ့လူကိုသူ့စီလျာအတိုင်းအရင်ပေါက်တဲ့လူကိုအရင်သွားပထမပေါက်လို့ပထမဒုတိယပေါက်လို့တို့သွားမှာနော်ကို့သွေးသားကြတော့ဥထားပြီးတော့သူများသွေးသားရည်ရတော့မရက်စပါတဲ့ရှင့်နော်ရက်စပါတော့မလုတ်သိမလုတ်ထိုက်တာတော့မလုတ်ကြပါလေလို့ကျွန်မတောင်းဆိုပါတယ်နော်လူတိုင်းရက်ခံပါတယ်နော်ဟုတ်ဟုတ်နော်ဟုတ်ဟုတ်လို့ပြေနေရာဝတီတိုင်းမှာဆိုရင်ဒီနေရာလေးမကတော့အေယာဝတီတိုင်းတစ်တိုင်းလုံး ပြာဝတီတိုင်းတိုင်းလုံးဖြစ်နေရနော်အလေးကျော်ကံဘက်လပုတ္တာဘီတုမူပင်နော်မောကျွန်းဝကမမြောင်းမြနော်အရာရီတိုင်းမှာအကုန်လုံးဖြစ်နေရနော်အကုန်လုံးဖြစ်နေတာနော်နောက်တစ်ခုရှိသေးတယ်ကိုဘကိုပိတ်ဆိုင်ကောက်ပြီးတော့စက်ကိုပေးရတာဆိုအတန်မထွက်နဲ့နော်မကြားချင်းနားခါလိုက်မကြားချင်းရှင်တို့ကိုတမတော်ကပိတ်ဆိုင်ကောက်ပါပိတ်ဆိုင်ကောက်ပါ 不生别吧是不？老娘么？线路也线路个，线路吧，新路不生个话，新路我活路年年滴路年你来年易年嘛？也得要来新路是嘛？老话讲的多么长的路，这么多啊！嘞，是大爹讲的新路是嘛？老话钱的多么长，新路哦哦多。 ဖမရှင်တို့လှုပ်လာရှင်တို့လှုပ်ရရှင်တို့တိကြပါနော်ရှင်တို့ဖမရှင်တို့လှုပ်လာအခုတအိမ်တောင်9000ရတော့အရန်များပါနော်မရှိရဲ့လူပိုများတယ်ဒါပြီးတကိလူဦးရေများတဲ့နေရာဆိုအုတ်ဒီများကိုမစော်ကားပါနဲ့ဓမ္မတိဟငါအုတ်ဒီကိုစော်ကားရမဟုတ်ငါအမှန်တရားကိုပြောနေရနော်အုတ်ဒီကိုစော်ကားရစကားတခွန်းမှမပါဘူးဟင်ဒီပြညာမပြောအေယာဝီတိုင်းလက်ဖို့တာမျိုးနဲ့ဂရီပါရှေရောကြောင့်ကြေးရွာ တမန်ကြိုင်ကွင်းသုံးသိမ့်ဖောင်းမခနော်ကွင်းသုံးသိမ့်ကဥက္ကဋ္ဌဆိုရယ်ကောက်နေတာပဲနော်မင်းကအုတ်ကြီးမစော်ကားတဲ့ကွင်းသုံးသိမ့်ကအုတ်တို့ရွမိရဖဆိုရှော်ချောင်းမှနေရတယ်ရှော်ချောင်းမှနေတာဒါအမျိုးလေးပြောပါမယ်နော်အမျိုးလေးပြောမှာဒါပြောတဲ့အမျိုးပြောပဲအဲ့အမျိုးလေးကအမျိုးဖြစ်ရင်ဖြစ်နေပြီနော်။ဘာကြမ်းငါညီကောင်မကြီးထဲ့နေရတော့ငါပြောမှာ။ မကျေနိုင်ရင်ငါအမျိုးတွေအောင်ငါဘယ်နေရာမှာနေတယ်ဆိုသိတယ်မတည်နိုင်ရင်လိုင်းဝိုင်းချင်းရင်ချဲအပြင်မှာချဲလို့ရကြက်ကြက်မှာချဲလို့ရနော်ဟင်အုတ်ကြီးကိုမစော်ကားအံ့ဩပါနင်ကတလ9000တသိန်းပေးနိုင်ပြီမကျေတဲ့လူမပေးနိုင်နားလဲလားလူငနွားကောင်ရဲ့ဟမ်လူပုံစံကပိန်ချက်ချက်နဲ့ငဖောင်ရိုးရုပ်နဲ့စက်ဖြဲဖြဲကောင်ရဲ့ဟမ်ငါငါ့ကိုလာပြောဆရာလုံးနေတယ် နော်စော်ကားနေရမဟုတ်ငါအမှန်လေးပြောနေနေရနေတဲ့အတိုင်းမှာငါပြငါတယောက်တည်းပြောတဲ့စကားမားသလားငါပို့ရဲ့အောက်မှာအယောက်ပေါင်းညာနဲ့ချီရလူကပြောနေတွေ့တယ်နော်အေးအအမှန်လေးပဲနော်အအမှန်လေးပဲသိတာအမှန်တရားပို့တဖို့ရဲ့အောက်မှာရှိပြီတာပဲနော်မောကျော်ကဆိုတဲ့တရေဖို့တဲ့ဒေသရဲ့ မရဲတရင်ပို့တယ်အများကြီးပဲနော်အများကြီးပို့တိုင်းတော့ငါမပြောနိုင်ဘူးဒီမှာတပြည့်ဟိုင်မတင်အားလို့ဒီနေ့တရင်တွေဘာတွေတဲဒီကရမတွေဝင်ကြည့်တာပို့ပဲရပွဲရခွေးတတ်တတ်ရတမျိုးနော်ဒီလားအဲ့ဒီလိုမစော်ကားပါအဲ့စကားတခွန်းအဲ့အဲ့ကောမတ်ကိုနင်းရုပ်သိမ်းရုပ်သိမ်း ဒီမရုပ်သိမ်းလို့ရှင်တော့နေ့တိုင်းနေ့တိုင်းမျိုးငါပြော နေရလိမ့်မယ်နော်ပြီးတော့မြန်အုတ်ကြီးနဲ့ဗာလဲဖိန်လို့ဖိန်ခံဟမ်အုတ်ကြီးနဲ့ဖိန်လို့ဖိန်ခံလားအေးငါညီကောင်မတွေကအနေနဲ့အရရမှရှိရဲ့သိတာအဖေဘက်နဲ့အမေဘက်မျိုးဆိုတာရှိပြီလားနော်ဟုတ်ကရားဒီနေတောင်မျိုးအကုန်ရှိပြီသားအမျိုးတွေအများကြီးเนาะတပ်ဖို့တာစပိုင်တော့เนาะအေးအမျိုးကငါအမျိုးထဲမှာဥက္ကဋ္ဌတော့ မရှိဘူးတွားမိရွာဖားတော့ရှိတယ်အင်းအဲ့ငါအညိုတဲ့ငါပြောမှာပဲစားနေတောက်နေကြတာတို့တို့မရတွေတို့တို့သားသမီးတို့မိတောက်စုတယ်စားတောက်နေရနော်ငါရဲ့အညိုထားလိုက်ကျန်တဲ့လူအင်္ဂလာပါရှင်ကျမမသိတော့တခုမေးပြရလေရှင် PDF ရှိရနေရဆို PDF ရှိရနေရဆိုတင်းငင်ကိုတခုပဲအေးချမ်းလဲဆိုအဟုတ်ပါသလားရှင် ဟုတ်ပါသလားအရှင် PDF ရှိရဲ့နေရာမှန်သမျှလေးဆိုတင်ငင်းကုန်းရှိရဲ့နေရာပဲအေးချမ်းရဲ့ဆိုဟုတ်ပါသလားရှင်အခုလဲဒီလိုပဲအမလေးတက်မတော်ကဘယ်လောက်ကြွားတာတို့တော့ကနိုင်တာတက်မတော်ကဘယ်လောက်သေးကုန်တာလဲပြောနေကြတာပြောနေကြတာနော်ဟောနောက်ပြတော့ပဲတက်မတော်ကတို့တော့တက်လို့သေးတယ်ဖြစ်ပြန်ရောအာဒီဒီဘတ်စစ်တက်ကောင်းမလို့ဘလို့ပြည်သူတွေဘလို့တတ်တာပြည်သူတွေအမှန်မှာတော့ပြောထားမယ်နော်ကျွန်တော်ကပြည်သူတွေမဟုတ်ဘူးတပုံတွေတပုံတွေ နော်တပုံးနေတောင်ပေါ်ဒေသမှာတို့ကျောင်းနေမှာတပုံးနေခိုးအောင်နေနော်ကျောင်းနေမှာတပုံးနေခိုးအောင်နေတယ်လူမရှိတဲ့အိမ်တွေမှာတပုံးနေနေတယ်နော်လူမရှိတဲ့အိမ်တွေချွေတယ်လေအညာဒေသမှာတွေထွက်ပြေးနေကြတာနည်းနည်းရရှိပါတယ်နော်နေရာရှိတဲ့တောင်ပေါ်ဒေသတွေမှာထွက်ပြေးရညာဒီအိမ်တွေမှာတပုံးနေဝင်နေပါတယ်နော်ဒီအိမ်မှာတပုံးနေဝင်နေပါတယ်နောက်ပြဒီလိုမျိုးတည်င်းတွေသူတို့နားရပြန်အောင်ဘူးတွေတည်င်းပို့ရတဲ့ဆိုပြီးတော့သူတို့ကဂျွာသားတွေကိုသူတို့တွေ ရမ်းတယ်မဲတယ်ပတ်တယ်အားကြောင့်မို့ကျွန်မအနေရဒေတာတွေတော့တိတိကျကျရရထဲမပြောပါဘူးရှင်တော့ပြည်သူတွေအသက်ခံနေရမှာပြည်သူတွေကိုပြောမှာအခုလိုမျိုးပြောနေရလို့ပဲတို့ကတိကျလို့ရှင်တပ်ပြန်ရောတို့တို့အမှန်တရားတွေတို့ကလက်မခံဘူးဘသူပဲပြောပြောတို့ကတတ်ဖို့ပဲစင်ရတို့တို့အုံနောက်ထမတတ်မယ်အခုကတတ်ရုံမကောက်ရှင့်နော် သူကလူပါတက်ပြီးစားနေတဲ့အဆင့်ရောက်ပြီးတော်တယ်မှာနော်လူပါတက်ပြီးစားနေတဲ့အဆင့်ရောက်ရောက်နေပြီးတပုံးလေးမှာနော်လူသားစားနေကြပါရှင်စားပြီးတော့နော်တပုံးလေးလူသားစားပြီးတော့စားနေပါပြီနော်သူတို့တွေလုံးဝစားအတော့တွေအခက်အခဲတွေလုံးဝဖြစ်နေပါပြီတချို့တလေခလေးတွေဆိုပြန်ထွက်ပြေးလာရခလေးဟိုးကြားလိုက်မှာပေါ့ဒီကြောင်းမပိတ်ခင်ကခလေး၃ယောက်ပျောက်တယ်ပျောက်တယ်တန်နေမှာခလေး၃ယောက်ပျောက်တယ်ဆိုတာခလေး၂ယောက် ညောင်လေးပင်မြို့နယ်ထောင်အောင်ကျေးရွာဘက်ကစစ်ကြောင်းထိုးဝင်ရောက်လာသောစစ်ကောင်စီတပ်သားများကိုတိုက်ခိုက်မှုစစ်တပ်ဖက်မှတအုပ်တေဆုံးပဲခူးတိုင်းညောင်လေးပင်မြို့နယ်ထောင်အောင်ကျေးရွာဘက်ကစစ်ကြောင်းထိုးဝင်ရောက်လာသောအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်ရာစစ်တပ်ဖက်မှတအုပ်တေဆုံးခဲ့ကြောင်း Fire Dragon စစ်ကြောင်းမှတာဝန်ရှိသူတအုပ်ကရန်ကုန်ခေတ္တသတင်းဌာနထံသို့ပြောဆိုသည် ဇွန်လ16ရက်နေ့ညနေ6:30နာရီ30မိနစ်ခန့်တွင်ညောင်လေးပင်မြို့နယ်ညောင်ပင်ပေါက်ရွာရှိအကျန်းဖက်စစ်ကောင်စီတပ်သားများသည်ထောင်ထောင်ကြီးရွာဘက်ကိုစစ်ကြောင်းထိုးဝင်ရောက်လာစဉ်အမှတ်3903တပ်ရင်းမိနဂတပ်ဖွဲ့မှတော်လန်ရေးရဲဘော်များနှင့်ထိပ်တွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည် ရင်တိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်ကောင်စီတပ်သားတဦးသေဆုံးခဲ့ပြီးတော်လိုင်းတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။မြောင်ပင်ပေါက်ရွာမှာတော့အင်အား80လောက်ထိုင်ထားတယ်။သူတို့ထွက်လာတာအင်အား80လုံးမဟုတ်ဘူး။သူတို့ကနည်းနည်းလေးနဲ့တိုးလာတာဆိုတော့အင်အားဘလောက်လဲဆိုတာ အတိအကျမသိဘူးဒေတာကတော့တကောင်ပဲတည်သွားတဲ့ကောက်ကိုလည်းအလောင်းလာပြန်ဆွဲသွားလို့အလောင်းမရလိုက်ဘူးဟု Fire Dragon စစ်ကြောင်းမှတာဝန်ရှိသူတဦးကပြောဆိုသည်တိုက်ပွဲဖြစ်ပွားပြီးနောက်အကြံဖက်စစ်ကောင်စီတပ်သားများကရေကြီးချောင်းကိတ်စခန်းနှင့်မြောင်ပင်ပေါက်စခန်းတို့မှလက်နက်ကြီးများဖြင့်ပြည်သူများကိုရန်တမ်းပစ်ခတ်တိုက်ခိုက်ခဲ့တော်လဲပြည်သူများထိခိုက်မှုမရှိကြောင်းသိရသည် ပြန်ရောက်လာပါပြီเนาะ PT အထက်တိုင်းခလေးနှစ်ယောက်ပြန်ထွက်ပေးလာတယ်တက်ရောက်ကတော့ကြံလေးတယ်ဒါပြင်နဲ့ကျမစပြီးတော့ခလေးတွေ PT ထဲဝင်နေရဘယ်နေရာဘယ်ဒေသမှာမပြောပါဘူးမိဘတွေအဖမ်းခံရမှာဆိုလို့ခလေးတွေကမလိမ်ပါဘူးမိဘကစူလိုက်တော့ခလေးတွေကအိမ်ပေါ်ဝင်ဆင်းပြီးတော့ဒါမိဘတွေမသိတဲ့ကိစ္စမို့လို့เนาะမိဘတွေမသိဘူးသူတို့သဘောနဲ့သူတို့ PT ထဲဝင်သွားတာအကြံဖက်ရောက်အခုခလေးတွေက နှစ်ယောက်ပြန်လာရောက်လာပါပြီเนาะနှစ်ယောက်ပြန်ရလာတယောက်ကတော့အကျန့်ဖက်ထဲမှာပြောမှုနေပါတယ်เนาะသူတို့တွေဟိုမှာနေရောကျဟိုမှာနေရဒါမှမစားတာတို့အိမ်မလိုအောင်မစားတာတို့ဘလို့ငါနဲ့အတုတ်ခံတာတို့ဘလို့အစဲခံတာတို့เนาะအကျန့်ဖက်တွေထမင်းငန်းနေပါပြီရှင်ပြည်သူရင်ရှိမှလည်းရသလောက်လှူနေပါလေရှင်။ဓမြအနေနဲ့တိုက်နေပါလေရှင်။အကျန်းဖက်တွေ။ဒီအကျန်းဖက်တွေနဲ့ ဓမြခေါင်းဆောင်တွေနဲ့ပူပေါင်းနေပါတယ်ရှင်ဆက်ပြောပါရှင်ချစ်သူဝေချစ်သူဝေမြန်မာပြည်မှာလုံးဝအလိုမရှိပါနော်ချစ်သူဝင်မြန်မာပြည်မှာအလုံးဝအလိုမရှိရသူကစော်ကားကြသူကဘာသာရေးကျမတို့ဗုဒ္ဓဘာသာဖရားတွေကိုသူအတကုံစော်ကားနေရနော်သူကအဓိကစော်ကားတာသူကဘာသာရေးကိုစော်ကားဗုဒ္ဓဘာသာဖရားကိုသူက ဒီကဆိုတာဒီ10ရောက်ထဲမှာသူပထမထိတ်ဆုံးကဖြူဖြူကြောတဲ့ဒုတိယမှာချစ်သူလုံးဝအလိုမရှိပါတတိယမှာချမ်း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 ဆိုလေကျွန်မတီးပြီးမှလိုင်းတော့ယွန်လို့သိတာမကြည့်ဘူးယွန်လို့မကြည့်ဘူးသိတာနော်ယွန်လို့မကြည့်ဘူးနော်ကြံတဲ့လူပြေသူ့ဟာရဲ့သူအကုန်လုံးအပြစ်ကြီးအပြစ် ဒီနှုတ်နဲ့ကျူးတွန်ထားတဲ့သူတွေကိုဒီအတိုင်းနဲ့မကြည့်နေပါတဲ့ဘောပင်လေးကိုင်မိစာအုပ်မှာလက်မှတ်ထိုးပြီးပြီးစရာမလိုကျန်တဲ့ပြည်သူတွေတောင်မှအချုပ်တဲ့တန်းဝင်လိုက်ထောင်းတဲ့ကျန်အခုအခုကြည့်လေဥပမာနဲ့ကျွန်မနိုင်ရှင်ပြမယ်ဇော်ဘိုးဟိန်းနော်ဇော်ဘိုးဟိန်းကချစ်သူဝေလို့ဖြူဖြူကြော်သိန်းတို့လောက်အစလေးလောက်ပဲရှိတယ်အစွန်းထွက်ပဲရှိသေးတယ်အေးအဲ့အလားလေးတော့မှအချုပ်လက်ချက်ချင်းရောက်တယ် နော်ဒီဖြူဖြူကျော်သိန်းတို့ချမ်းချမ်းတို့ချစ်သူတွေတို့ဆိုတာမြန်မာပြည်တည်လုံးတိုင်းပြည်တည်လုံးစုပူအုံကြွအောင် လုပ်နေတဲ့လူတွေနော်သူများသားသမီးတွေလည်းနှုတ်ဖြင့်တတ်နေတဲ့လူတွေနှုတ်ဖြင့်အသက်ပေါင်းများစွာတတ်နေတဲ့လူတွေနော်နှုတ်ဖြင့်အသက်ပေါင်းတတ်နေသူများနော်2015မှာတည်းကခွက်ခေါက်ခွက်ခေါက်ပြီးတော့ဝိုင်းအတွက်ပါဆိုပြီးတော့မွေးနေ့ပြတာခွက်ခေါက်ပြီးတော့အလူခံတဲ့ငွေတွေက လူတက်ဖို့လူတက်လူတက်ဖို့ခံတဲ့ငွေတွေနော်သူပိတ်ဆံပေးပြီးတော့လူတက်ခိုင်းနေရနော်ပိတ်ဆံပေးပြီးလူတက်ခိုင်းအဲ့လူတယောက်ကတတ်လို့ရှိရင်သူတို့အတွက်သိန်းကို10နဲ့မချီဘဲနဲ့လူတယောက်ကိုဘယ်တော့မှမတက်ဘူးနော်သူတို့အဲ့သိန်းနဲ့စီချီရတာအေးသူတို့ကဟဲ့10ရောက်တာအကုန်လုံးက10ရောက်တော့ကသူတို့ကနှုတ်ဖြင့်လူတက်နေတယ်လူတက်တမားတယ်ဟမ်သူတို့ထိထိရောက်ရောက်ပြစ်ပြေးချင်တယ်အထက်လူကြီးများရှင်နော် ဘောပင်လေးကင်ကြောစာဥပါလက်မထိုးပြရတယ်ဒီပြင်းကြံတဲ့တည်သူတွေရဲ့ကြေနပ်မှာမဟုတ်ကျမတို့ကချက်ချင်းကိုတွေ့ရင်ယုံပါလေဆိုကျန်တဲ့ပြည်သူတွေရဲ့ဘယ်လိုလုပ်ရကျေနပ်နိုင်မှာသူတို့ကျန်တဲ့လူတွေကြောင့်အထုပ်တွေအချုပ်တွေရောက်တဲ့လူတွေရောက်ထောင်ထဲကျတဲ့လူတွေရောက်တော့ကြောင့်ဘောပင်လေးကင်ပြောလက်မလေးထိုးပုံးယုံနေဘယ်ပြည်သူကကျေနပ်မှာလဲဘယ်ပြည်သူမှမကျေနပ်ဘူးနော်ကျမအုံနောက်နဲ့ကျမအသိဉာဏ်နဲ့ကျမစဉ်းစားကြည့်ရဘယ်ပြည်သူမှကျေနပ်မယ်လို့မထင်နော်သူတို့တွေနော်သူတို့ကနှုတ်ဖြင့် လူတက်နေတဲ့လူတက်သမားဒီနော်လောက်ဖြင့်လူတက်နေတဲ့လူတက်သမားဒီကိုတိုင်းပြည်ကိုမီးရှို့နေတာနော်ရေနံကိုနိုင်ရင်ကိုမီးရှို့နေလူတွေတို့တို့ကရေနံဒုတ်တစ်ဖက်မီးစတစ်ဖက်မဟုတ်ဘူးမီးဒုတ်တစ်ဖက်ဓာတ်စီတစ်ဘုတ်ဘုံတစ်ဘုတ်တစ်ဖက်ကိုင်းနေတဲ့ဟာနော်အဲ့ဒီလိုခါမျိုးတွေလုံးဝမြန်မာပြည်နဲ့မတန်တဲ့ဟာကြီးမင်းများရဲ့မိကလာရှင်သူများနိုင်ငံမှာ မတို့မြန်မာပြည်ကြီးကိုအမွမွအစိတ်စိတ်ကွဲအောင်လုပ်နေတဲ့သူတွေကိုလက်မရေးထိုးပေးရုံနဲ့ပြီးဖို့မတင့်တော့ပါဘူးရှင်နော်မတင့်တော့ဘူးနော်သူတို့ရဲ့ကြောင့်ဗါရဲရုပ်ရှင်မင်းသမီးတွေဗီဒီယိုမင်းသမီးတွေမင်းသားတွေဆိုပြီးတော့နော်တီသူတွေကသူတို့အားပေးရနော်အဲ့လိုမျိုးတချို့တွေငယ်ပဲစီဆိုပူဆိုးတွေ လူချင်းချင်းမမြင်ဘူးကြောက်လေလူချင်းချင်းမမြင်ကြောက်ဟာဘေသူမင်းသမီးဘလူလာပြီအဘေသူမင်းသားဘလူလာပြီဆိုအိုးပွဲပြေးကြည့်ကြတာအဲ့လိုမျိုးနော်တချင်းဆိုတော့ဇက်ပွဲတွေမှာတချင်းဆိုတဲ့ဒီတိုင်းပဲနော်အေးသူတို့ကိုအားပေးတဲ့ပြည်သူတွေကိုအခုသူတို့တတ်ခဲ့တာအသက်ပေါင်းများစွာနော်သူများနိုင်ငံလော်ပြီးတော့တတ်ခဲ့အသက်ပေါင်းများစွာ ကျမပြောရမယ်အထက်ထဲမှာတော့ဖြူဖြူကြော်သိမ်းနော် ဖြူဖြူကြော်သိမ့်ဒီကောင်မမြန်မာပြည်နဲ့လည်းလုံးဝမတန်ဘာဖြစ်လို့လဲဆိုတော့သူကရန်ကုန်တိုင်းရန်ကုန်တိုင်းတကုံတကုံမြို့နယ်ပေါ့နော်တကုံမြို့နယ်တကုံမြို့နယ်စတတရစေယုံနော်စတတရစေယုံကရေ900နော်အမတ်နစ်စေယုံပေါ့ကရေ900နော်ကရေ900ဗနာနဲ့ညီလေးတို့ချွေချုံဖျားဖက်နဲ့ညီပါအဲ့ကရေ900မှာသူကအရင်တုန်းကဆရာမနော်စေယုံဆရာမနော် ဟိုပြည်သူတွေသိအောင်ရှင်းရှင်းလင်းလင်းကျွန်မကတော့ထည့်ပြောမယ်ဒီစေးရုပ်ဆိုတာအာမီနော် အာမီဆိုရသိရကြည်တက်ကကြည်တက်ကတိဆောက်ထားတဲ့စေးရုံအစ်စေးရုံမှာသူကအလုတ်လုတ်ခဲ့တာနော်အလုတ်လုတ်ကအခုသူကမြန်မာပြည်ပြန်လာပြီးတော့မြန်မာပြည်တကယ်လို့ပြန်လာခဲ့ပြည်နေသူကဆရာမပြန်လုံးဒီကောင်မကပြည်သူတွေစေးထုတ်မတောက်ရဲ့လို့ပြောလို့မရအောင်နော်နော် အစိမ့်နေမှန်းသိရင်သူကဆေးထိုးတိုက်ရင်တမ်းမှာဒီကောင်မကတော့လုံးဝမြန်မာပြည်နဲ့မတန်တဲ့ကောင်မနော်မြန်မာပြည်နဲ့လုံးဝမထိုက်တန်တဲ့ကောင်မနော်သူကဘာဖြစ်လို့သူကဒီစစ်စေးုံမှာသူကပန်မှန်ပြည်သူဝင်တန်းမဟုတ်ဘူးနော်ပန်မှန်ပြည်သူဝင်တန်းမဟုတ်ဘူးသူကအလာကိုသူကအသားတဲ့ကလောက်ထွက်တဲ့လောက်ကောင်မနော်သူကအသားတဲ့ကလောက်ထွက်တဲ့လောက်ကောင်မဖြစ်ဖြစ်ကြောတဲ့ရ နော်သူကအမတ်နေစစ်စေးယုံဂဒင်900မှာနော်ဂဒင်900ဂဒင်900လား1000လားမသိဘူးနော်မရောက်မနေဘူးအဲ့မှာသူကဆရာမနော်သူကအဲ့ရောခါကြသူတကယ်လို့မြန်မာပြည်ပြန်လာရဲသူကလူနာတို့စေးသွတ်တတ်မဲ့အစားလည်းမပါဘူး။ဘာဖြစ်လဲသူကစစ်စေးုံမှလောက်တာလေ။သူကပြည်သူတမန်ပြည်သူတယောက်လည်းမဟုတ်ဘူး။သူကစစ်စေးုံမှအလုပ်လုပ်တာနော်။ဝန်ထမ်းတယောက် အခုလိုမျိုးကိုတိုင်းပြည်ကိုကိုဖျက်ပြီးတော့သူကနိုင်ငံကြရင်သွားတော့ပြီးလုံနေတာဒီကောင်းမမြန်မာပြည်နဲ့လုံးဝမတန်တဲ့ကောင်းမသူ့ကိုပြဲထိုက်တန်တဲ့အပြစ်လေးကိုပေးပါလို့ကျွန်မတောင်းဆိုပါတယ်ရှင်။နောင်ချူကတကယ်ကိုဒီနေ့တရင်ကြခဲ့အရင်အားရစေ။ဘာဖြစ်လို့စစ်ရဲ့သဘောတရားရစစ်သားတွေဆိုနားလေတယ်။ဘာဖြစ်လို့ဒီလောက်နည်းနည်းလေးပဲကြံနေဟောက်ပြေးပြီးတော့ ဒိမ့်ဒိမ့်ဒိမ့်နဲ့မတိုက်သွားတာလေလို့သူတို့ခဏခဏမေးနေတယ်။စစ်သားတွေဆိုသဘောပေါက်တယ်။ဟိုဟာတိမ်ပင်လေကိုတိမ်ပင်လေကနေမောင်းထုတ်လိုက်တဲ့ကောင်တွေကလေ။အဲ့ဒီအခုဂုတ်ထိတ်ဂုတ်ထိတ်ကိုပြေးမဲ့သဘောရှိရတဲ့နည်း။အဲ့ဘက်တောင်ကျောပေါ်မှာရောက်နေရတယ်အများကြီးပဲတဲ့။အဲ့ဘက်ကိုရောက်နေရတဲ့တက်မတော်သားတွေတတိထားဖို့။အဲဟို အနောင်ချူကအိမ်ကိုပြစ်ထားခဲ့ရတဲ့လူတွေကအမြန်ပြန်ခြင်းနေလာပြီဟိုဘာလို့နှစ်မိုင်မဲကျန်တော့တာကိုမြင်မြင်မသိနေတာလဲသုံးမိုင်မဲကျန်တော့မြင်မြင်မသိနေတာလဲဆိုစစ်ရဲ့သဘောတရားအရာပေါ့နော်တွားတိုက်လူဝုန်းစလို့လုလိုက်ရတယ်လေဒါပေမဲ့လေစစ်ရဲ့သဘောတရားအရာတမလို့သားကြီးဆိုသိမယ်ကျမပါပြောချင်တာလဲဆိုသိမယ်သူတို့ကလည်းဘာလည်းမသိဘူးတစ်တော်ကလေပေးမတင်ဘူးတော့ ။နောက်ချိုသတင်းလေးပြောလိုက်ရင်ချက်ချင်းမဲ့သတိပေးချက်လာရင်အကောင့်ကျစေချင်နေပြီထင်တယ်။နေ့ရက်အကောင့်ကျအောင်လို့ထင်တယ်။တစ်ချိန်လုံးဟိုလိုသတိပေးစာတောက်လျှောက်လာတယ်။ဒါမှဒီကအခုဆက်အမိသင်ကြည့်လိုက်ဦး။ဟိုပါလေ။ဟိုနောက်ချိုတကယ်ရောက်တော့မှကျမဒီနေ့သတင်းကြခဲ့ရတော်တော်လေးဦး။တကယ်ဦးနီးနေပြီ။တရွာကျမသွားခဲ့ဘူးတဲ့နေရာဆိုရင်တရွာနေရွာအဲ့လောက်ပဲလူတော့တာ။ဟို ဂုတ်ထိတ်ကိုပြေးဖို့ကြံနေပြီဆိုဘယ်နှရောက်နေလဲသဘောပေါက်တော့ဂုတ်ထိတ်ကိုပြေးမယ်ထင်တယ်ပုံစံကြည့်ရသူတို့ခံမှန်းတာပေါ့နော်ရွာသူရသားလေးအဲ့ဘက်ကလူတွေခံမှန်းပြီးတာဂုတ်ထိတ်ဘက်ကစုပ်ကုန်ပြီတဲ့တဖြည်းဖြည်းနဲ့ကျုံသွင်းလာပါပေါ့နော်ဒီဘက်ကလည်းအုံမတိဘက်ကနေပြီးတော့အုံမတိရနေအုံမတိဆိုရင်အုံမတိအုံမခလန်းစုံပြီးလို့ရှိရင်ဟိုဆမ်ဆယ်အဲ့လန်းစုံလေးပြီးလို့ရှိရင်ရွှေညောင်ပင်ရောက်ရောက်ပြီပဲလေနောင်ချူကအဲ့ဒါ ိုင်နာပဲပေါ့ရှေ့ဘာလို့ထမတူကလည်းအားမလို့အားမရတွေဖြစ်နေတာအဲ့ဒါကိုကြည်ချင်းအဖြစ်တက်မလို့ယုံကြည်လာတဲ့လူတွေပုံများလာပြီပေါ့နော်တက်မလို့ fighter တွေကလည်းတကယ် fight နေပြီဒီတခါတော့တိလားတကယ် fight နေပြီနောင်ချူအကြောင်းတင်စမ်းကြည့်ရအခုနောင်ချူအကြောင်းတင်နေ့အကောင့်ကိုချဘူးလို့နေသတိပေးလာလာတယ်ကဲချူချူချူကမစက်မီတော့ကျွန်တော်လည်းသိနေကြပြီ ွာကကျွန်တော်အတော်တရဖုံးဆက်လာတော့ကောင်းကောင်းလားဟောတူ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 အမရွာဖုံးလိုက်ပါဆက်လို့ပါလားဆိုပြီးတော့ကင်လိုက်တယ်လေကျွာဆိုတော့တည်တယ်ပွင့်လဲတယ်ဟဲ့အေးမင်းလေဘာသာရှိတန်းရောက်နေပြောရတဲ့နင်းငယ်ချင်းလေးပဲအဲ့ဒါနေနားမှာကြည့်ကြပြီးခေါ်ထားလို့မရဘူးလားတဲ့ပြောပြပြီးတော့အာအတော့မရဘူးကျွန်တော်ရင်မဟုတ်အထက်အကြီးကြီးလည်းမရဘူးသူတို့ ဘသူပဲဘာပဲဖြစ်ရှင်လို့အတိုင်းဝါမကြီးဘောလားဖြစ်မရဘူးတော့သစ္စာတော့တတိတ္တာတမိတ်ထဲအလုံးလောက်ရတာအမိတ်ကိုလာခံရတယ်မရဘူးတော့ဒီလိုလည်းဘာမှအားကိုးလို့မရဘူးတဲ့ကုသငယ်ချင်းကြောင်းလို့ရှိတဲ့ရောက်လို့ရတယ်ဟောအတော်ရဲ့ဘာဖြစ်မှာဘူးတော့စစ်သားလည်းလည်းမသေးပါဘူးလို့နော်ဆိုကျွန်တော်ရွာထွက်လာတာ16နှစ်ကြော်ပြီအခုကျွန်တော်ဆက်ပြီး16နှစ် No.